ထိုင်းနိုင်ငံချွန်ပူလီခရိုင်စီလက်ထားမြို့မှာရှိတဲ့ရေပူရေအေးခွက်ဆက်ရုံမှာအလုံးလုံးနေတဲ့ MOUCI ဘက်ကင်ဆောင်ထားတဲ့မြန်မာနိုင်ငံသားအလုသမား62ဦးကိုအေဂျင်စီကနေလာစာမရှင်းပေးတာကြောင့်အလုံးမစင်းပဲစင်တာပြရာကနေအလုံးထုတ်ခံခဲ့ရပါတယ်။ အဲ့ဒီအလို့သမားတွေရဲ့စက်တမ်ဘာလစာနဲ့အောက်တိုဘာလစာတွေကိုထုတ်မပေးတာကြောင့်အလို့သမားတွေကနေလစာတောင်းရအောက်တိုဘာ၁၀ရက်နေ့မှာပေးမယ်လို့စက်ရုံကရက်ချိန်ချင်းခဲ့ပေမဲ့လည်းမပေးတဲ့အတွက်အောက်တိုဘာ၁၅ရက်နေ့ကနေစကာအလို့မစင်းပေးနေခဲ့ရအောက်တိုဘာ၁၆ရက်နေ့မှာတော့စက်ရုံတတိကနေအလို့ဖြုတ်လိုက်တယ်လို့သိရပါတယ်။ အလုသမားတွေကအခုလိုအလုဖြုတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီးအခုအငြိတောင်းခံတာကြောင့် WAG အလုသမားမဟာမိတ်အဖွဲ့ဝင်တွေကလာရောက်ဖြည့်ရှင်းပြီးတဲ့နောက် agency ဘက်ကနေအလုသမားတွေရဲ့စက်တမ်ဘာလလစာကိုရှင်းပေးခဲ့ပြီးကြန့်ရှိနေသေးတဲ့လုပ်အားကတလစာကိုတော့လုပ်အားကထုတ်ပေးတဲ့ရက်မပြည့်သေးတာကြောင့်ထုတ်မပေးသေးဘူးလို့သိရပါတယ်အဆိုပါအလုသမားတွေဟာအဲ့ဒီစက်ရုံမှာအလုလုံနေတာ3လကနေ6လအထိရှိနေကြပြီဖြစ်ပြီး ချွန်ပူလီဘုံဝင်တွင်မှရှိတဲ့ဘတ်ငါတန်ပွဲစားကိုစမတ်ဂျေးဘတ်8000နဲ့ကြန့်ခေါက်ကဘတ်4500ပေးကအဲ့ဒီစက်ယုံကိုအလုပ်ဝင်ခဲ့ကြတာဖြစ်ပါတယ်။ကျမကတော့စိတ်မှ